။မြန်မာလည်းပဲဒါအကိုတွေကနေပြီးတော့မှသူ့ကိုပြုစုပြောထောင်လာတဲ့ခါကျသူကဘွားထွေးကြုံလည်းတော့နေသေးတယ်။ဆွဲခါကျတော့အမားတွေအများကြီးဖြစ်နိုင်တယ်လေ။ဆွဲခါကျသူ့အမားတွေလည်းပဲကြီးစားကိုးထားတဲ့အချိန်မှလည်းအမားတွေတွေ့ပြီးတဲ့ခါကျထမမှဆိုလို့အားကြောင့်မလို့သူ့ကိုတခါလေးဟောဖြစ်ပြီလားတခါလေးပါတခါလေးမှတက်တလာမလိုက်ဘူးဘာလို့လဲအဲ့တော့သာသနာတော့ကိုကိုကြီးဒီကိုကြီးရှိရတော့အခုချိန်ထိကတော့အများအားဘယ်ပြောမလဲအရင်ကပျော်နေရတဲ့ကောင်မလေးတယောက်ပေါ့ပြည်စုံနေတဲ့ကောင်မလေးတယောက်ပါဟုတ် အဓိကတော့ကိုကြီးတို့တကယ်လို့ယူမန်ရကျင်နေဆိုလို့ရှိရင်တော့ဘယ်လိုမျိုးသမီးလဲဆိုတော့ဘယ်လိုတော့ရကျင်နေရကျင်တဲ့မျိုးသမီးပေါ့အဲ့လိုထက်မြက်ပြီးတော့အဲဒါတွတ်တွတ်လလလလေးနဲ့ပြီးတော့အဲအိမ်မှုကိစ္စကိုနိုင်နေပြီးတော့ကိုပေါ်ကိုပေါ်ပေါ့နော်ရန်ထက်မြက်တောက်တောက်မတည့်ကြတော့အဲကိုကြီးတို့မိုင်းဖြစ်သွားပြီလေဒါကိုဖြစ်နေတဲ့ဆန္ဒလေးဟုတ်လားကိုကြီးတို့လည်းတကယ်မြက်နှုတ်ချပြီးတက်မိုးထားတဲ့အဲအမျိုးသမီးလေးနဲ့ဆုံးဖြတ်ကြပါတယ် အဓိကအားလုံးလည်းတည်ကြပြင်ပါပါဒါဆန်းရတာအင်ကြီးပိုင်းဆိုင်ရာတွေခဏပိုင်းဆိုင်ရာတွေအကုန်လုံးချင်းလုံးကောင်းကောင်းအကုန်လေးရပဲစီစဉ်ပေးတာကိုဟာမဟုတ်ပါဘူးကိုကြီးကျွန်တော်ပြောပြခဏပိုင်းဆိုင်ရာမှာတော့အကူအကြီးရပါတော့အဲဒါကတော့ဟိုဘက်တဘန်ကောက်ကိုရောက်နေတာတော့မှဒါဆန်းကိုဘာလို့လဲဆိုတော့ဇာဇန်လည်းဖက်နဲ့ကမရှိရောလေထိတ်ကကျိုးဝိုင်းစီးပါဗျာတော့ထိတ်ကျိုးဆိုင်ကွာလိုက်ဆိုတော့လှန့်ပူတာလေးတော့အဲ့တော့သူရဲ့ဒါဇာဇန်အများနဲ့ကြိုက်တဲ့ဒီဒီဇိုင်းလေးနဲ့ဒီပုံစံလေးကိုထပ်ပြီးတော့သုံးရအောင်ပါဝယ်ပေးလိုက်တယ်ပေါ့နော်ကြွရတာကြွရတာအဲ့ဒါကိုခုနှစ်ယောက်ငွေအောင်စီးတယ်ဒီနေ့ရှိအောင်စီးတယ်အဲ့ဟုတ်ကဲ့သူ့ တကယ်ငိုတွေကလည်းပဲတကယ်အောင်မြင်လေးနဲ့ကောင်းမွန်လေးဖြစ်ဖြစ်နေတာဟိုဆက်ခါကျတော့အကုန်လုံးကပန်မိုးကြတာပေါ့အကိုတွေကပန်မိုးတာတစ်ဆန်အနုပညာပိုင်းဆန်ပန်မိုးတွေသူ့အကိုကတော့အာဘယ်ပြင်းမှာစီးရဖက်နဲ့အဲ့လိုမျိုးအဲဘယ်မင်းသမီးကစီးရဘယ်မင်းကစီးရဘယ် brand ဆိုတော့သူကအဲ့လိုမျိုး yankee site ဆိုတော့အခုလည်းပဲအဲ့ဒီဖက်နဲ့လေးကိုသူကအဲဘယ်မီပြားလဲမသိခိုင်းရမီပြားကြောက်ပဲစီးရအချိန်မှာအဲ့ဒီမှာသူ့ကိုအဲ့ဒါလေးကိုသူ့အကိုကနေပြီးတော့ဒါလေးစီးကြည့်ရဆိုစီးတော့သူကြိုက်သွားကြိုက်သွားအဖက်နဲ့တွေကမချွတ်တော့ကိုတွေဝဲပြီးစီးရတာလေးက brand ဆိုတော့လည်းသိရမလားတတောင်တတလည်းဖြစ်တယ်သွားလာပုံပိုင်းနဲ့ပြီးတော့ smell လဲကြရပါတော့အဲ့တော့ကြောင့်ဟုတ်အဲ့တော့ကျေးဇူးအများကြီးတင်တယ်ကိုကြီးကိုလည်းဒီကနေပြောချင်ပါတယ်ကိုကြီးလည်းစီးပွားရေးတွေအဆင်ပြေပါစေလို့။ဘာပြောသဆန်းကတော့ကိုကိုကြီးဒီကိုကြီးရှိရတော့အခုချိန်ထိကတော့အများရန်မပြောမလဲ။အရန်ကိုပျော်နေရတဲ့ကောင်မလေးတယောက်ပေါ့ပြည်စုံနေတဲ့ကောင်မလေးတယောက်ပါဟုတ်။သူကဟိုတိုက်ခါလာတယ်။ကြောင်ကြောင်နေနေတော့တိုက်ခါလာနေပြီစကားနဲ့ရတယ်ပဲ။ဆိုတော့နောက်တော့ ဟိုပါပါလေအငင်းလည်းလည်းပဲဒါအကိုတွေကနေပြီးတော့မှသူ့ကိုပြုစုပြောထောင်လာတဲ့ခါကျသူကဘွားထွေးကြုံလည်းတော့နေသေးတယ်ဆွဲခါကျတော့အမားတွေအများကြီးဖြစ်နိုင်တယ်လေဆွဲခါကျသူ့အမားတွေလည်းပဲကြီးစားကိုးထားတဲ့အချိန်မှလည်းအမားတွေတွေ့ဖူးတဲ့ခါကျထမမှဆိုလို့အားကြောင့်မလို့သူ့ကိုတခါလေးဟိုဖြစ်ပြီးတာတခါလေးပါတခါလေးမှတက်တက်လာမလိုက်ဘူးဘာလုပ်ရလဲအလုံးဝတော့အဲ့တော့မှခိုးတွေ့ရမုန်းတော့ဒီလိုပြောကိုမအောင် easy ကလေးဟိုပြောဒီပြောတောင်းတမြောက်ပြောလို့သိနေသွားတာပဲအမလုံးဝကြီးကြီးတိုင်ပတ်တော်ပြီလို့ဒီကတော့ဒီလိုစားလေးနဲ့စကားလေးနဲ့ပြောဒီလောက်ဖြစ်မလေး ဆက်တာမပြောချင်တော့ဘူး။ဟုတ်ပါဘူးဒါပေမဲ့တချိန်ချင်းတော့သူလည်းယူမှာပါပဲ။အခုလည်းသူပြန်တွေ့တဲ့ခါကျတော့သူလည်းပဲအချင်းချင်းသူ့အသက်အရွယ်လေးနဲ့သူ့အိမ်တော်လေးနဲ့သူ့လည်းမြင်ချင်ပါတယ်။မမြင်ချင်ဘူးဒါပေမဲ့ကောင်းတဲ့သူလေးနဲ့ပေါ့။ကောင်းတဲ့သူလေးနဲ့တွေ့ချင်တယ်။ဒါပေမဲ့အပြိုကြီးလောက်ပြီးတော့အဲ့သူ့ပြန်ရတယ်။အဲ့ပြန်ပြောမင်းကလေးတွေအကုန်လုံးပြောတာပါ။ဘာလို့ဟိုပြောပြချုပ်သွားချုပ်သွားဘယင်မမလုံးနဲ့မိအာမလဲဘယင်မလုံးလို့မိပြားမလုံးနဲ့လို့ဘာလို့ဆိုမိပြားဆိုလို့ရှိရင် အဘရင်ရဲ့အရေးအဝါတောက်အောင်မှနေပြီးတော့မှအကောင်လုံးကကိုယ့်လက်ကိုယ်ချိန်မဟုတ်ဘဲနဲ့ဘရင်ကိုကြောက်နေရတဲ့အမိပြဖြစ်တယ်။ဘရင်မဆိုရင်ကိုကဒါဆိုဒါပဲ။ဆက်ခါကြတော့အဲ့လိုဘရင်မဖြစ်ဖို့အတွက်ကိုကိုယ်တိုင်ပဲစူးစမ်းပြီးတော့ကိုကိုယ်ပိုင်လည်းလုပ်။ဘာလို့လဲဆိုတော့အိမ်တော်ရင်းတွေတော်တော်များများမှာအစ်စံတို့ကြည့်ရသလောက်ဇကားတွေမှာပဲကြည့်ကြည့်အပြင်မှာပဲကြည့်ကြည့်တော်တော်များများကအာဘယ်လိုမလဲစိတ်စိတ်တင်းရတဲ့သူကများတယ်။ကံကောင်းတဲ့သူကတရားမှာ၁၀ရောက်လောက်ပဲရှိတယ်။ဆက်ခါကြတော့သူ့ကိုအဲ့လို၁၀ရောက်တဲ့ရတော့ဖြစ်စေချင်တယ်။မဖြစ်နိုင်ဘူးဆိုရင်တော့ဒီပြန်လုံးနဲ့ဘရင်မပဲလုပ်။ကိုကြီးကဘရင်ဆော့လေမြည်ပြ ်တော်ကောင်းတယ်နော်တော်ကောင်းတယ်သူကြတော့မရတော့ဘူးသူကိုပေးရင်တော့ပြီမိဖုရားပေါင်း3600တောင်းတယ်မဟုတ်ပါဘူးဒီတပားပါပဲဟုတ်ဒီပားပါပဲဒါစမ်းတော့ဟိုပြော့ထားပါဘောနော်ကိုလည်းငယ်တော့ကပြော့ပါဘူးကိုကပြော့တတ်ဘူးဘောနော်မထင်နဲ့အကိုတွေကသူကလည်းချုပ်ကန်နေတာလည်းရှိတယ်သူ့မှလည်းရှိတယ်မေးကြည့်လိုက်အပြန်လမ်းပေါ်ကြောက်နေတာမောင်နှမတွေကဘာသော ကိုအချစ်တွေကိုလည်းသူများကိုဖမ်းမပေးရင်သူတို့ရဲ့ကိုယ့်ပေါ်ချစ်နေတဲ့အချစ်တွေကိုလည်းသူများစီရောက်သွားမှာကိုမနာဘူးပေါ့ဒါပေမဲ့လည်းခုနပြောတော့ပဲအချိန်တန်တော့လည်းအလုံးကသူ့ခြေထောက်သူ့ရဲ့သူ့ဘဝသူ့လမ်းလျှောက်သွားမှာပဲလေနော်။ကျောင်းဝင်လေးကိုချစ်တဲ့သူနဲ့တွေ့သွားရတာကြောက်တယ်သူကပါသွားမှာပဲ။အင်းရောအဲ့လိုကံပေါ့ကံပေါ့ဟိုဒါကြောင့်လည်းကိုရုနဲ့အလားထပ်တူပေါ့နော်အဲ့လို view site ချစ်ပေးရင်အဲအဲ့လောက်ဆိုရပါအဆင်ပြေပါတယ်ဟုတ်။တော့အကိုတခွန်းပါမယ်သူကပြောပြရင်တော့ဒါလည်းပါတကယ်တော့အဓိကအိမ်တော်ရင်းနေတာရဖို့စတာလေ။ ဟိုကဘာဘာအိမ်တော်ကြီးတွေပဲရောက်သွားဘာဘာလို့လဲဆိုတော့ဥမာမောင်ညမနဲ့အဲချစ်သူနဲ့ပဲအမေနဲ့ချစ်သူနဲ့ပဲဂျားကကိုကလည်းပဲတေချာပြောတတ်ဆိုတတ်ဖို့နဲ့ထင်းချောင်းပြတတ်ဖို့လိုတယ်လေဆိုတော့ကကြာအဲ့လိုမျိုးအထင်းချောင်းနိုင်တယ်ဆိုရင်တော့အိမ်တော်ကြီးတွေကဒါမိသားစုကြီးတွေတိုက်ရမှာပါမဟုတ်ဘူးတစ်ဖက်ကိုအရန်ပို့တာမျိုးဒါမှမဟုတ်လို့ရှိရင်ကိုကလည်းပဲတစ်ဖက်ကဒီဘက်ကဆိတ်ဆိုးနေဒီဘက်ကိုဆိတ်ဆိုးတဲ့အကြောင်းပြောရတာမျိုးလေဆိုလို့ရှိရင်တော့ဒါကအဆင်မပြေနိုင်ဘူးပေါ့ အဓိကတော့ကိုကြီးတို့တကယ်လို့ယူမန်ရကျင်နေဆိုလို့ရှိရင်ဘယ်လိုမျိုးသမီးလဲဆိုတော့ဘယ်လိုတော့ရကျင်နေရကျင်နေမျိုးသမီးပေါ့အဲ့လိုလိုထက်မြက်ပြီးတော့အဲဒါတွတ်တွတ်လက်လက်လေးနဲ့ပြီးတော့အဲအိမ်မှုကိစ္စကိုနိုင်နေပြီးတော့ကိုပေါ်ကိုပေါ်ပေါ့နော်ရန်ထက်မြက်ကြောက်ကြောက်မတည့်ကြတော့အဲ့တော့ကိုကြီးတို့သမိုင်းဖြစ်သွားပြီလေဒါကိုဖြစ်နေတဲ့ဆန္ဒလေးဟုတ်မလားကိုကြီးတို့လည်းတကယ်မျက်နှုတ်ချပြီးတက်မိုးထားတဲ့အဲမျိုးသမီးလေးနဲ့ဆုံးဖြတ်ကြပါတယ်အခုကတော့ကျွန်တော်တို့ဒီအရှိမကျွန်တော်ပြောခဲ့သလိုပဲအာ တစ်ချက်ထွက်တော့မယ်ဆိုတိုင်းမှာအကြောင်းမျိုးလေးဖြစ်တယ်။ဒါစကားထွက်တော့မယ်ဆိုအကြောင်းမျိုးလေးဖြစ်တဲ့အခါကျတော့ဒါကိုကဒါဟိုပြောရမလဲ။ကိုနဲ့တကယ်ချင်းတော့ဖြစ်နေပြီ။ဒါကြောင့်ညာလည်းပဲဒီဟာတွေကိုမဖြစ်စေချင်တော့ပဲနဲ့အခုချိန်မှာတော့ကျွန်တော်ချင်းလေးအခုပြန်လုပ်ဖို့လုပ်နေတယ်။ပြန်လုပ်နေပြီ။ပြန်လုပ်ဖို့မဟုတ်။ပြန်လုပ်နေပြီဆိုတော့ဒါကျွန်တော်တချင်းနေနဲ့လမ်းခွက်ခဲ့တာတော်ကြခဲ့ပြီ။ဆိုတော့အခုကတော့ပြန်ပြီးတော့တို့တို့တည်ရတဲ့အခါကျတော့တို့နဲ့ပြန်ပြီးတော့အရန်ချင်မယ်ပေါ့လေ။ဆိုတော့တချင်းနေပြန်လုပ်နေတယ်။အာညီမလေးကိုလည်းချင်းနေပြန်လုပ်ပေးမယ်။ပြီးတော့အာ အခုကတရုတ်ဆောင်အစိုးရဖြစ်သွားတဲ့အခါကျတော့နှစ်ခုလုံးအားပေးခြင်းနဲ့ပြည်သက်ပြီးတော့နှစ်ခုလုံးမျှတအောင်စူးစမ်းဖို့အတွက် plan တွေချနေပါတယ်ဆိုတော့တိတ်မကြခင်မှာထူးခြားတဲ့ plan တွေနဲ့အထူးဆန်တို့ပြန်ပြီးတော့ခံဘက်ပြန်လာခဲ့မှာဖြစ်ပါတယ်အဲဒါကလည်းဒုနည်းတူတော့ပါပဲဒီ land ်ပြောမယ်ဆိုတချင်းနေနဲ့ဝေးရကြပြီဒီအနုပညာစာသံဆိုဇလန်းတွင်းနေပဲနည်းနည်းအချိန်ကုန်နေပေါ့ဒါပေမဲ့ဒီဘက်မှာဇလန်းတွေလည်းခဏရက်ထားတယ်အဲပြီးတော့တချင်းကိုလည်းအကူကစာသံအားလုံးတည်ပြီးသားပါငလင်းရိုက်ငလင်းလှုပ်တော့စာသံတချင်းလေးရိုက်ထားရှိရပေါ့နော်ရှင်းတော့ရှင်းဆိုတချင်းလေးဒါပေမဲ့အခုတော့ရပြီဆိုတဲ့အတွက်ကြောင့်စာသံတို့ဘယ်နေ့ထွက်မလဲဆိုတော့စာသံ page မှာကိုကြီးရဲ့ page လေးမှာပြောပြပါမယ်တချင်းလေးထွက်ရင်လည်းအားပေးပါဦးတချင်းလေးကမ်းပတ်ဖြစ်ပါတယ်ဟုတ်လို့ရှင်အဲ့လေးပြီးတော့အကူကရာသီဥတုလေးကလည်းမိုးရွှင်းလေးရောက်လာ AB ဆိုတော့အဲစာသံတို့ main ကလေးရဲ့ရိုးမြေကြအတိုင်းလေးပေါ့နော်အတဲလေးတွေခွဲမယ်အလစ်တဲလေးပေါ့နော်အဲ့ဒါစာသံရ ဲ့ကျမသိခါအဓိကကိုရေးပေးထားတဲ့ရှင်လေးဖြစ်တယ်ကျမသိခါဆိုရှင်လို့လဲဆက်ထွက်ဖို့သာသာအများကြီးစူးစမ်းနေပါတယ်လို့ထွက်လာရှင်လဲအပိပောင်းလို့ပြောချင်ပါတယ်ရှင်